โอเคအလုံးမဲမင်္ဂလာပါအခုတင်ဆက်ပေးတဲ့အကြောင်းအရာကအနေများတဲ့တာရိုက်တရိတ်ဆန်တွေကိုနေအိမ်မှာနိနိကက်ကက်မွေးထားတဲ့ဒူပိုင်းကအချမ်းသာဆုံးတစ်ထည်ချောင်းကိုတင်ဆက်ပေးပါမယ် အရဆောဘွားများပြည်တော်စုဒူဘိုင်းမြို့ကအထမ်းသာဆုံးစီးရင်ဝင်တဲ့အမျိုးသားဟူမေအဗ်ဒူလာအဘူကွေရှိချမ်းသာကြွယ်ဝမှုစီးစိမ်နဲ့အပြင်ကမ္ဘာအနေအများဆုံးတာယက်တရိတ်ဆန်တွေနဲ့အကြောက်တရားကင်းမဲ့စွာနေထိုင်တဲ့ဘဝနေထိုင်မှုပုံစံကလူရီကိုတန်တော်ဖြစ်စေရပါတယ်။ကမ္ဘာဈေးအကြီးဆုံးကားတွေနဲ့ထူးထူးခြားခြားတာယက်ကောင်တွေကိုအိမ်မွေးတရိတ်ဆန်အဖြစ်ပိုင်ဆိုင်ခြင်းက UAE မှာနေထိုင်သူတွေအတွက်တော့အဆုံးစွန်ထိချမ်းသာကြွယ်ဝတဲ့သူတွေရဲ့အစဉ်တန်းသင်္ကေတတစ်ခုဖြစ်ပါတယ်။ ဦးမေဟောင်းဆိုရှယ်မီဒီယာကြော်ကြားသူတူဖြစ်ပြီးသူ့ရဲ့ခန်းသားကြီးကျယ်တဲ့ဘဝနေထိုင်မှုပုံစံအပြင်တာရဲတွေနဲ့အတူနေထိုင်စားတောက်တဲ့အခိုက်အတန့်မြင်ကွင်းတွေကိုဗီဒီယိုရိုက်ကူးပြီးမျှဝေလေ့ရှိရာကနေနာမည်ကျော်လာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ Instagram အကောင့်ပေါ် follower 9တန်းကျော်ရှိပြီးသူ့ရဲ့တာရဲအိမ်ဝေးတရိတ်ဆန်တွေနဲ့အတူရိုက်ကူးထားတဲ့ဗီဒီယိုတွေကကြီးစုသူတန်းနဲ့ချီရှိတယ်လို့သိရပါတယ်။ ဇိမ်ခန့်နေအိမ်ကြကြီးထဲမှာအတူနေထိုင်တဲ့ကျက်သစ်ကြာတွေချင်းသစ်ကြီးတွေနဲ့ဓာတ်ပုံတွေဗီဒီယိုတွေမျှဝေထားတာကိုလည်းတွေ့ရပါတယ်ကြည့်တဲ့ခန္ဓာလာတဲ့နေအိမ်ကြီးရဲ့ကောင်ဟိဟောက်အတန်အကျဲကြီးအော်ဟစ်ပြတဲ့အေယာမကြားဖြူတဲ့အနီးကထိုင်နေတဲ့သူ့ရဲ့ TikTok ဗီဒီယိုတစ်ခုတည်းတင်ကြည့်ရှုသူ138တန်းရှိခဲ့ပါတယ်။ ကိုမေဟာနမကြီးနဲ့အောင်မြင်ကြတာသူတွေနဲ့ရင်းနှီးသူဖြစ်ကောင်းအိမ်လေခေါ်ပြီးတားရဲတွေနဲ့ထိတွေ့အစော်ကစားခြင်းတွေ လုံးလေးရှိတာကို တွေ့ရပါတယ်။သူရဲ့တားရဲတရိတ်ဆန်တွေ ပါဝင်တဲ့ဗီဒီယိုတွေအချို့မှာတော့မကောင်းတဲ့ဝေဖန်တဲ့မှတ်ချက်တွေများစွာကိုလည်းရေးသားတုံ့ပြန်ကြပါတယ်။ ဇင်ကစူပါပြိုင်ကားတွေစုဆောင်းဝယ်ယူရတာကိုစိုက်နေတတ်တဲ့အားရတဲ့ဟူမင်ဟာကမ္ဘာပေါ်ကဈေးအကြီးဆုံးစူပါပြိုင်ကားတွေဖြစ်တဲ့ Rolex, Ferrari, Mercedes, Lamborghini အပါအဝင် Fancy ကားတွေများစွာကိုသူ့ရဲ့ခြံဝန်းထဲထိုးထားပြီးကားချစ်သူတွေအတွက်ငေးမောစရာဖြစ်ပါတယ်။ ကျွန်တော်နဲ့ကျွန်တော်ရဲ့ဒီသားရဲ့အကောင်ကြီးလေးနဲ့ဘဝကောင်2012ခုနှစ်ကစတင်ခဲ့တာပါလူတွေထင်တယ်လို့မျိုးသူတို့တွေကိုဒီတိုင်းထားတာမဟုတ်ပါဘူးတေးကြတဲ့ကာကွယ်စောင့်ရှောက်မှုထိန်းချောင်းမှုလမ်းညွှန်မှုအောက်မှာထားပါတယ်အေကွန်ပါတဲ့ကိုပိုင်နေရအခန်းကျန်ကြီးတွေထဲမှာသူတို့တွေကိုထိန်းသိမ်းစောင့်ရှောက်ထားပါတယ်လို့ဟူမေကဆိုပါတယ် သူရဲ့ကိုပိုင်တရိတ်ဆန်ယုံမှာသားရွယ်တရိတ်ဆန်မျိုးစိတ်ပေါင်း40ကျော်ကိုစူဆောင်ထိမ့်သိမ်းစောင့်ရှောက်ထားကသူမွေးထူထားတဲ့သားရွယ်တရိတ်ဆန်တွေနဲ့ကြာကချစ်ချင်းမြတ်တာနဲ့ရင်းနှီးမြှုပ်ထွေးမှုကတော့မျှဝေထားတဲ့ဗီဒီယိုတွေလည်းကအတိုင်းအံ့အားသင့်စရာကောင်းလောက်အောင်ပဲဖြစ်ရပါတယ်ဟုတ်